တိခာယမှာကကုတဝဆေးရီတိုင်းထွာတာကတုတဝတိခာနဲ့ဆိုတဲ့နေရာမှာလည်းပဲကိုယ့်ရဲ့ကိုချင်းတီလာပိုင်းဆိုင်ရာကိုပုခါစော်ကားလာတယ်ဆိုရင်တော့ဒါအမြဲတမ်းခေါင်းကုန်းခံရမှာတော့မဟုတ်ဘူးပေါ့ခေါင်းကုန်းခံမယ်ဆိုရင်တော့ဘူဝဝခံရရောက်သွားတာပေါ့ဒါကြောင့်ပေါ့မမှန်ရင်မမှန်တဲ့အကြောင်းမားရင်မားတဲ့အကြောင်းပြန်လဲပြီးတော့မှတရားနိလန်းကြကြဒေါသရှည်တမ်းမထားဘဲနဲ့မေတ္တာရှည်တမ်းတင်ပြီးတော့တုတ်ပြန်ပြောဆိုကြရမှာဖြစ်ပါတယ် ဂျပန်နိုင်ငံမှာကြောင်းတက်ရင်အလုံးလုံးနေတဲ့နေပြီးတော့ဖုံဖုံကိုဓမ္မပူဇာနဲ့တင်းကပ်ပြီးတော့ငါတရားလေးတစ်ပုဒ်တောင်းထားတာရှိပါတယ်။သူကမိကုံလေးနဲ့မိလျှောက်ထားတာရှိပါတယ်။ဘာမိလျှောက်ထားလဲဆိုတော့တပြည့်တော်ကလည်းလက်ရှိဂျပန်မှာကြောင်းတက်ရင်နဲ့အလုံးလုံးနေပါတယ်ဖရာတဲ့။အလုံးမှာကိုကိုကကို့အတွက်စဉ်းစားပေးတယ်လို့လို့နဲ့တဲ့။အပြစ်ရှာအနိုင်ကျင့်တဲ့သူတွေနဲ့တွေ့တဲ့အခါဘယ်လိုစိတ်ထားရမလဲဘယ်လိုဒေါသမထွက်အောင်နေရမလဲဆိုတာလေးကို ဟောပြပေးစီလိုပါတယ်လို့လာရောက်ပြီးတော့မှ ရှောက်ထားတာဖြစ်ပါတယ်။အဲ့တော့ဘုံဘုံတို့ရဲ့တိုင်းရင်းသားညီကိုမောင်နှမတွေပြီးပါကိုထွက်ပြီးတော့မှကိုယ့်ရဲ့ဝမ်းရည်အတွက်သွားပြီးတော့အကြောင်းတတ်တဲ့သူလည်းရှိသလိုဝမ်းစာအတွက်ရှာဖွေစုဆောင်းကြရတဲ့သူတွေလည်းပဲရှိပါတယ်။ပြီးပါကို အလုတ်ထွက်လို့ပြီးဆိုတော့ကိုယ်အရာကိုယ်ဒေတာကိုယ်နိုင်ငံနဲ့တော့ဘယ်တူပါမလဲပေါ့။ဟိုနေရာမှာကိုယ်လိုဖရာတရားတန်ကား ယရနာ၃ပါးကိုကိုယ်ွယ်စိတ်ကတဲ့သူတွေလည်းပဲကိုယ်နိုင်ငံလောက်မများကြဘူးတယောက်နဲ့တယောက်ကြီးတဲ့သူကိုယူသေးရွယ်သူကိုလေးစားငယ်သူကိုတနာရမယ်ဆိုတဲ့အကျင့်လေးတွေလည်းပဲပြည်ပနိုင်ငံမှာရှားပါတယ်အဲ့တော့ရှားတဲ့အခါမှာအဲ့ဒီလူကြားထဲမှာကိုယ်အနေနဲ့ဘယ်လိုစိတ်ထားပြီးတော့နေရမလဲပေါ့ဒါကိုသိကြတာဖြစ်ပါတယ်မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကရဟန်းတော်လေးတစ်ပါးဟာ အမတန်နဲ့ညီကြမ်းတမ်းတဲ့နေရာတစ်ခုကိုခရီးထွက်ရတော့မယ်ဆိုတော့စမ်းသက်တဲ့မိကုံးလေးတွေမိပါတယ်။ဗာမိကုံးမိလဲလို့ဆိုတော့ချစ်သားတဲ့တကယ်လို့အဲ့ဒီကြမ်းတမ်းတဲ့နေရာတစ်ခုကိုရောက်ခဲ့ပြီဆိုကြပါစို့။အဲ့ဒီကပုံကိုယ်တွေကဘုရားတရားတန်ခါယန္နာသုံးပါးကိုလည်းယုတ်ဒီကိုင်းဆိုင်မှုမရှိတာဖြစ်တဲ့အထွန်းပင့်ကိုတဲ့ဆဲရေးလာကြလိမ့်မယ်တဲ့။အဲ့လိုဆဲရေးလာတဲ့အခါမှာတင့်အနေနဲ့ဘလို့တုတ်ပြန်မလဲလို့မိတော့မြတ်စွာဘုရားတဲ့ သူတို့တွေကတပိတော်ကိုဆဲပဲဆဲတာပါဗျာဆိုပဲဆိုတာပါဗျာတဲ့တပိတော်ကိုခဲနေနဲ့မပြစ်ကြသေးပါဘူးတဲ့အဲ့ဒီလိုသိခံပါမယ်ဗျာတဲ့ဒါဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေကမင်းကိုခဲနေနဲ့ထုတယ်ပောက်ကြတယ်ဆိုကြပါစို့မင်းဘလို့တုတ်ပြန်မလဲမြတ်စွာဘုရားတဲ့တကယ်တော့တပိတော်ခဲနေနဲ့ပြစ်တယ်ဆိုရင်တောင်တပိတော်ကိုဒုတ်တွေထားနေနဲ့အနိကလာပြီးတော့ခုတ်ချစ်ချင်းမလောက်ကြသေးပါဘူးဗျာတဲ့အဲ့ဒီလိုပဲတပိတော်သိခံပါမယ်ဗျာတဲ့ ။ဒါဆိုရင်မဲ့ကိုအဲ့ဒီပုံကိုယ်တွေကအနီးကလာရောက်ပြီးတော့မှဒုတ်တင်နဲ့ရိုက်တယ်ဓာတ်တွေနဲ့ခုတ်တယ်ပဲဆိုကြပါစို့။မင်းဘယ်လိုသိခံမလဲဆိုတော့ညစွာဗျာတဲ့။တကယ်လို့အဲ့ဒီပုံကိုယ်တွေကတပိတော်ကိုဒုတ်တင်နဲ့ရိုက်တယ်ဓာတ်တွေနဲ့ခုတ်ခဲ့မယ်ဆိုရင်အော်ဒီပုံတွေကငါ့ကိုဒုတ်နယ်ပဲရိုက်သေးတာ။ဓာတ်တွေနဲ့ပဲခုတ်သေးတာ။ကိုယ့်အသက်ကိုတတ်ဖို့မကြိုးစားကြည့်ဘူးလို့ဒီလိုပဲသိခံပါမယ်ဗျာလို့ဒီလိုပဲအစင်းစင်းမြတ်စွာဘုရားကိုဖြည့်ပေးတာဖြစ်ပါတယ် ဲ့တော့ပြောချင်တာကဒီယဟန်တော်လေးကလည်းတကယ်ပဲအဲ့ဒီနေရာကိုကြွားသွားတဲ့ခါမှာသူဟာအပေါ်ယံပြောတာမဟုတ်ပါဘူးတကယ်သူကျင့်သုံးနိုင်တဲ့ပုံစံမျိုးနဲ့ပြောတာဖြစ်ပါတယ်အဲ့တော့ပြပနိုင်ငံမှာအလုပ်လုပ်ကြရတဲ့ခါမှာဒါဖုံဖုံတို့ရဲ့တိုင်းရင်းသားညီကောင်မောင်နှမတွေပေချာပေါက်ကိုပဲအနိုင်ကျင့်ခံရတာလေးလည်းရှိကောင်းရှိပါလိမ့်မယ်စိတ်ကောင်းရှိတဲ့လူနဲ့တွေ့တဲ့လူလည်းပဲရှိပါလိမ့်မယ်အမျိုးမျိုးပေါ့လူအမျိုးမျိုးစိတ်ထွေတွေဆိုတဲ့ခါကျတော့ကို့အနေနဲ့ သီခံမှုတွေပြုတဲ့အခါမှာခဏနေကယဟန်တော်လေးလိုပဲကိုယ့်ကိုဆက်ရေးတိုင်းထွာလာတဲ့အခါမှာပြောဆိုလာတဲ့အခါမှာအော်သူတို့တွေငါ့ကိုခဲတွေနဲ့မပြစ်ကြသေးဘူးခဲ့ခဲတွေနဲ့ထုလာပြီဆိုရင်လည်းသူတို့တွေငါ့ကိုထုတ်တယ်နဲ့မရိုက်ကြသေးဘူးခဲ့အော်ဒုတ်တွေနဲ့ရိုက်လာပြီဆိုရင်လည်းသူတို့တို့ငါ့ကိုအနီးကထားတွေနဲ့လာပြီးတော့မခုတ်ကြသေးဘူးခဲ့သီခံရမယ်ဒါနဲ့လာခုတ်ပြီဆိုရင်လည်းသူတို့တွေငါ့ကိုတတ်ဖြတ်ခြင်းမလုပ်သေးဘူးလို့ဒီလိုတဆင့်ဆင့်သီခံရပါမယ်ဒီလိုလည်းပဲလောက်ကြမယ်မထင်ပါဘူးနော် ။ဒါကြောင့်မို့ကိုယ်အနေနဲ့ဒီခဏ်ညင်းတရားကိုကျင့်သုံးတဲ့အခါမှာအခုလိုမျိုးကျင့်သုံးကြရမှာဖြစ်ပါတယ်။နောက်ထပ်စတိုရီလေးတစ်ပုဒ်ကသတိလင်္ကာနိုင်ငံတီဟိုနိုင်ငံပေါ့။တီဟိုမှာအရင်တော့ကဆရာတော်လေးတစ်ပါးရှိတယ်။ဒီကဘာနကအဘယမတိလို့ခေါ်ပါတယ်။အဲ့ဒီဆရာတော်ဟာအဲ့ဒီခေတ်ကာလတုန်းကအမတန်ကိုနာမည်ကျော်ကြားတဲ့ဆရာတော်လေးတစ်ပါးဖြစ်တယ်ပေါ့ဗျာ နာမည်ကျော်ကြတဲ့ဇာတော်ဆိုတော့သူ့ရဲ့တရားနာပရိသတ်ကလည်းပဲအမတန်ကိုအများပြားလွန်ပါတယ်။သူ့ရဲ့တရားနာကြတဲ့အခါမှာလူပုဂ္ဂိုလ်တွေအပြင်ယဟန်ပုဂ္ဂိုလ်တွေလည်းပဲလာရောက်ပြီးတော့မှတရားနာကြပါတယ်။အဲ့ဒီဒီကဘာနကအဘယမထေကတရားဟောလိုက်ပြီးဆိုရင်လူတွေရောယဟန်တော်တွေရောလာရောက်ပြီးတော့နာတဲ့အခါမှာအဲ့ဒီယဟန်ပရိသတ်ထဲကမထေကြီးတစ်ပါးဟာဒီဆရာတော်ကိုမကြည်မနှက်ဖြစ်နေပါတယ်။အားကွာတဲ့ ဝိပဿနာတရားတွေဒါဟောနေတာပါ သူကိုယ်တိုင်လည်းပဲကျင့်သုံးနိုင်ခြင်းမရှိပါဘူးလေပြီးကြတော့သူကိုယ်တိုင်မကျင့်သုံးနိုင်တဲ့အပြင် ဟောတဲ့ဟာတွေကလည်းပဲဒါစာရင်းနဲ့ကိုက်ညီမှုမရှိဘူးဘာညာပေါ့အမားတွေထောက်ပြတာပေါ့အမားကတော့သူကိုယ်တိုင်မကြည်မနှက်ဖြစ်လို့ဟိုရန်တန်းပြီးတော့မှပြောတာဖြစ်ပါတယ်ဒီလိုပြောလို့လေဟိုဆရာတော်ကအေးအေးဆေးဆေးပဲတရားကိုဆက်လက်ပြီးတော့မှဟောနေခဲ့ပါတယ်အဲဒီလိုပြောလို့မရတော့ဆယ်ရီတိုက်သွားပါတယ်တရားနာတဲ့ပရိသတ်တွေကလည်း ဆရာတော်ဟောတဲ့တရားကိုလည်းပဲနာကြရသလိုအဲ့ဒီမထေကြီးကမကြေမနက်ဆဲဆိုတိုင်းတော်တဲ့စကားတွေကိုလည်းပဲထပ်တူကြားနေကြရပါတယ်။ဒါနဲ့ပဲအဲ့ဒီဒီကဘာနာကဘာဗယမထေကတရားဟောပြီးလို့အเจ้าကိုပြန်ကြွလာတော့သူ့ကိုဆဲရည်တိုင်းတော်တဲ့မကြေမနက်ဖြစ်တဲ့မထေကရှိကနေပြီးတော့ကြွပါတယ်။မထေဆိုတာကတော့ဒါသူ့တက်ကိုဝါကြီးတဲ့ဆရာတော်တပါးပါပေါ့နော်။အဲ့ဒီဆရာတော်ကရှိကနေပြီးတော့အတန်းတန်းမှမှကြွတယ် ဒီဆရာတော်တရားဟောတဲ့ဘုန်းကြီးလေးကနောက်ကနေလာပြီးတော့လမ်းလျှောက်ရင်းနဲ့ရှေးကမထေကြီးကလေမကျင်တတ်တဲ့အချက်တွေကိုထက်ခါတလဲလဲထက်ခါတလဲလဲပြောဆိုနေပါတယ်အဲ့လိုပြောဆိုနေရဲမှာဒီကဆရာတော်ကလည်းပဲသူကသူဘာပြောပြောအေးအေးစီစီပဲကိုလမ်းကိုရှောက်မျက်လွာချပြီးတော့မှလမ်းလျှောက်နေပါတယ်ရှေးကဆရာတော်ကသူ့အကြောင်းကိုရောက်မယ်လမ်းကွဲရောက်တော့နောက်ကအဲတရားဟောတဲ့ဆရာတော်ကပြောတယ်ဆရာတော်ဘုရားရှင်ဘုရားကြွားရမယ်လမ်းကဒီဘက်ပါဘုရားလို့ပြောတော့ ဘိုးမထေကခတ်တည်တည်ပဲအဲသူစကားကိုနားမထောင်ပဲနဲ့တန်းတန်းမမကိုကြွားသွားတယ်တဲ့။ဒါနဲ့ဒီအဓိကဘာနကအဘယမထေကြောက်ပြန်ရောက်တော့သူတပည့်တွေကမေးတာပေါ့။ဆရာတော်ဗျာတဲ့။ရှင်ပြားနေကင်းကတရားဟောတော့ဖိုမထေကြီးကလေစောစောကာကာပုတ်ပုတ်ခတ်ခတ်ပြောလိုက်တာ။ဆရာတော်တော်တလုံးမှလည်းပြန်မပြောပါလားလို့ပြောတော့အေးကွာတဲ့။အဲငါကတဲ့ တိခံခြင်းတရားကိုကျင့်သုံးနေတာတဲ့ဝေပန်ဆဲရေးတိုင်းထွာရမှာကတုတံဝံတိခံရမှာကကုတံဝံတဲ့အကြောင်းမို့ငါသူ့ကိုစိတ်မဆိုးပါဘူးလို့ငါကခန္တီပါရမီကိုဖြစ်ကျင့်နေတာပါလို့ပြောတော့သူ့ရဲ့တပည့်တပန်းတွေကလည်းဝန်တာအာရနဲ့ရှ िख ူဥချကြပါတယ်တိတ်မှန်ပါတယ်ဗျဒီစကားလေးကိုပဲသတိထားကြရမှာဖြစ်ပါတယ်တိခံရမှာကကုတံဝံဆဲရေးတိုင်းထွာတာကတုတံဝံတိခံနေဆိုတဲ့နေရာမှာလည်းပဲ ကိုယ့်ရဲ့ကိုကျင်းတီလာပိုင်းဆိုင်ရာကိုပုတ်ခါစော်ကားလာတဲ့ဆိုရင်တော့ဒါအမြဲတမ်းခေါင်းကုန်းခံရမှာတော့မဟုတ်ဘူးပေါ့ခေါင်းကုန်းခံမယ်ဆိုရင်တော့ဘူဝဝခံရရောက်သွားတာပေါ့ဒါကြောင့်ပို့မမှန်ရင်မမှန်တဲ့အကြောင်းမားရင်မားတဲ့အကြောင်းပြန်လဲပြီးတော့မှတရားနိလန်းကြကြဒေါသရှည်တန်းမထားပဲနဲ့မေတ္တာရှည်တန်းတင်ပြီးတော့တုတ်ပြန်ပြောဆိုကြရမှာဖြစ်ပါတယ်ဒါကြောင့်ပို့ပြီးပါရောက်နေကြတဲ့ဘုံဘုံတို့ရဲ့တိုင်းရင်းသားညီကိုမောင်နှမတွေတခြားသောတိုင်းနိုင်ငံကပုံပုံတွေက လာရောက်ပြီးတော့မှစော်ကားကြတယ်ပုတ်ကားကြတယ်ဆက်ရည်တိုင်းတွားကြတယ်ဒီလိုတွေလှုပ်လာပြီးဆိုရင်ကိုယ့်အနေနဲ့၎င်းသွင်းရမှာကတိခံရမှာကကိုတောင်ဆက်ရည်တိုင်းတွားတာကသူတောင်ကြီးကပြောခဲ့တဲ့ယဟန်တော်လေးလိုပဲသူတို့တွေငါ့ကိုဆဲပဲဆဲတာဆိုပဲဆိုတာသူတို့တွေငါ့ကိုခဲနဲ့မထူကြသေးဘူးသူတို့တွေငါ့ကိုခဲနဲ့ပဲထူတာအန္ဒီကလာပြီးတော့ဒုံနဲ့မရိုက်ကြသေးဘူးဒုံနဲ့ပဲရိုက်ကြသေးတာဓာတ်နဲ့မခုတ်ကြသေးဘူးမတတ်ကြသေးဘူးဆိုတဲ့ ပုံစံမျိုးတွေနဲ့တိခါမယ်ဆိုရင်တော့အေးအေးချမ်းချမ်းနဲ့သူတို့နဲ့တူနေသွားမှာဖြစ်ပါတယ်အဲ့တော့ဇာရေးတိုင်းထွားတဲ့ပုံကိုယ်တွေဝေဖန်တဲ့ပုံကိုယ်တွေကဲ့ရတဲ့ပုံကိုယ်တွေကလည်းပဲမတိလို့ကဲ့ရကြတာဖြစ်ပါတယ်တကယ်လို့များကိုယ့်ရဲ့အကြောင်းကိုသူတို့တိသွားပြီဆိုရင်သူတို့တွေနောင်တတွေရပြီးတော့ပုံကိုယ်ပြန်လဲပြီးတော့တောင်းပန်ကြရပါလိမ့်မယ်အားလုံးပဲတိခံနိုင်ကြပါစေခင်ဗျာအားလုံးပဲကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ ဓမ္မတုဒ္ဒရှင်လေးမှာအသိပညာဘုဒ္ဓတရားပေါ်ရာတရားတော်များကိုရှားပွင့်ပြီးနာဝေပင်ခြင်းဖြစ်ပါတယ်။